အားလုံးပဲမင်္ဂလာပါဗျာဖိုဘော AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်လီဗာပူးအသင်းနဲ့လက်စတာအသင်းတို့ရဲ့ပွဲချုပ်သုံးသပ်ချက်လေးကိုဒီကုန်းနဲ့အတူပြုလုပ်သွားပေးခြင်းပါခင်ဗျာကျွန်တော်တို့တနင်္ဂနွေနေ့မြန်မာစံတော်ချိန်10:00နာရီမှာရှင်ပြန်ကစားမယ်လက်စတာ CD အသင်းနဲ့ကျွန်တော်တို့လီဗာပူးအသင်းတို့ရဲ့ဒါပွဲစဉ်33ပေါ့နော်ပွဲစဉ်33ရဲ့ပွဲကြီးပွဲကောင်းကိုလက်စတာအသင်းဘက်ကိုယဉ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့လက်စတာအသင်းကတော့မျှော်လင့်ချက်မရှိတော့ဘူးပေါ့နော်တန်ဆင်းမှုတို့ များ वाई ကိုသူသူအနေနဲ့ဘာဖြစ်လို့လဲဆိုတော့နောက်ထပ်ကြံတဲ့ပွဲက6ပွဲပေါ့နော်6ပွဲမှာဆိုလို့ရှိရင်သူအနေနဲ့ဒါကျွန်တော်တို့ဝက်ဆန်းသင်းနေဆိုလို့ရှိရင်အမှတ်ကွာဟာကွာ18နံပါတ်တောင်ကွာနေတာပေါ့နော်18နံပါတ်တောင်ကွာနေရတဲ့အတွက်ဒါ6ပွဲမှာဘလို့မှမလုံတော့တော့ပေါ့အဲ့ဒီအတွက်လက်စတာစီးတီးသင်းကတန်းဆင်း वाई လို့ကျွန်တော်ပြောလို့ရအောင်နော်အဲ့တော့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ဟတ်တူရဲ့ထိတ်တိုက်တွဲဆုံမှုလေးတွေချက်ကြည့်မယ်ဆိုနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်ဒီဘာဘူးကကြီးပဲတာစီရတာပေါ့နော်အဲ့ဒီရှေ့ နှစ်ကဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလက်စတာစီတီတမ်းမစင်းကင်က2020 2021မှာဆိုလို့ရှိရင်ဝေးခွင်းအိမ်ခွင်းနှစ်ကြော့လုံးတာလီဘာဘူးတင်းရအေးနှိပ်ထားပြီးတော့ EFA ကတ်မှာဆိုလို့ရှိရင်လည်းဒါတည်ကြတာเนาะအဲ့ဒီနောက်ပိုင်းဆိုလို့ရှိရင်ပြန်ပွဲဆိုငါးပွဲမှာဆိုလို့ရင်လီဘာဘူးတင်းရပဲအသာစီးရတာပေါ့အဲ့လီဘာဘူးတင်းရဆိုလို့ရှိရင်လက်စတာနဲ့တွေ့တဲ့အချိန်တိုင်းကျွန်တော်တို့၃ဂိုး၂ဂိုးနဲ့အထက်တည်းပဲတွင်လာရောတာနောက်ဆုံးပြန်ပွဲဆို လေးဘွဲမှာဆိုလို့ရှိရင်ကျွန်တော်၃ခုနဲ့အထက်ကြီးပဲတွင်းတာပေါ့နော်တတိဝန်းတို့တတိဝန်း၂ကြိမ်ဇီးတတိ၂ကြိမ်နောက်ပြီးတော့ဇီး၄တစ်ကြိမ်ဒူဝန်းတစ်ကြိမ်ဆိုကြတာနောက်ဆုံးတွေ့ထားတဲ့၅ကြိမ်မှာဆိုလို့ရင်နှလုံးနဲ့အထက်၃၃လုံး၄လုံးအဲ့လိုတွေပဲတွင်းတာအပြတ်သက်နိုင်အသာစီးရတာကျွန်တော်တို့ဒီနှစ်တင်းရဲ့ဒါနောက်ဆုံးကာရဖောင်လေးတွေကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအတင်းရတော့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၃ပွဲရှုံးပြီးတော့၂ပွဲနိုင်နိုင်ရပေါ့နော်နိုင်နိုင်တဲ့ပွဲတွေကလည်းကျွန်တော်တို့ ကျင်းမြောင်းနဲ့ရလက်နေတာ 1C ကျွန်တော်တို့အိမ်ကွင်းမှာကြီးပဲပေါ့နော် 1C 21ဝဆန်းသင်းနဲ့ကျွန်တော်တို့မာစီတိုက်တာပြီးပွဲဖြစ်တဲ့တာအေဗာဒန်သင်းကိုအိမ်ကွင်းမှာကြီးပဲနိုင်နိုင်တော့ဝေကွင်းပွဲစဉ်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ PSG အာဝေကွင်းဝေကွင်းမှာဆိုဖူဟန်သင်းကို3-2နဲ့ရှုံးနိုင်ရပေါ့နော်ကျွန်တော်တို့အရှိနှစ်ပွဲရတော့ခါလပေါင်ကနေဒါချန်ပီယံလိရှုံးထွက်အဆင့်မှာရှုံးပွဲကြုံတွေ့တာပေါ့ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့ လူဝီဒီယန်နဲ့မူဟာမက်ဆာလာရဲ့အတွဲလုံးကိုကျွန်တော်တို့ပြန်ပြင်တွေ့ခဲ့ရတဲ့အတွက်ကျွန်တော်တို့အားလိုက်ရအောင်เนาะကျွန်တော်တို့ဒီစောင့်တတန်းနဲ့ပင်နတီပွဲပင်နတီကံပြီးတဲ့ကမူဟာမက်ဆာလာကိုပေါက်ပြောက်လာဆိုလို့ရှိရင်တော်တော်ကြာခဲ့ပြီเนาะနောက်ဆုံး၅ပွဲဆက်တိုက်ကိုပေါက်ပြောက်ခဲ့တာပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲမှာတော့ကျွန်တော်တို့2-1နဲ့နိုင်ခဲ့တဲ့ပွဲမှာသူ့အနေနဲ့လူဝီဒီယန်ရဲ့16မိနစ်မှာဥဆောင်ကိုသူ့အနေနဲ့ဖန်တီးပေးခဲ့တယ်ဗျာဒါကြောင့်မို့လို့ဒါမိုဆာလာ ကိုပေါက်ပြန်တွေးခဲ့တဲ့အတွက်ကျွန်တော်တို့တွေအစိုးရအကောင့်လို့ပဲပြောရမှာပေါ့နော်နောက်ပြီးတော့တမိုဆာလာတို့ဘတ်ဂျက်ဘဏ္ဍိုက်တို့ကလည်းစာချုပ်တွေတက်တန်းတိုးပြီးကုန်ပြီဆိုတော့2029ခုတည်းတက်တန်းတွေတိုးပြီးကုန်ပြီဆိုတော့တို့အနေနဲ့ဒါစာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေမရှိတော့ဘူးဖြစ်တဲ့အတွက်လွတ်လွတ်လပ်လပ်နဲ့ AC ပွဲအယုံဆိုင်လေးရပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းရဆိုလို့ချင်းလည်းတပတ်မှတပွဲပဲကန်ရတဲ့အနေအထားမှာဆိုလို့ချင်းကျွန်တော်တို့ AAI အကြောင်းပေါ့နော်။ဘာဖလားမှလည်းကံတရားအကြောင်းမရှိတဲ့အတွက်အခုပြိုင်ပတ်သင်းကိုလည်းကျွန်တော်73မှတ်တိတိဖြတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ AI အကြောင်းတပွဲချင်းစီကရင်တော့ဒီပွဲပြီးလို့ရှိရင်နောက်ကျွန်တော်တော်တန်ဟော့စပါအသင်းကိုနောက်ပွဲစဉ်34မှာဆိုကျွန်တော်အိမ်ကွင်းမှာလက်ခံကျင်းပမှာဒီနှစ်ပွဲတည်းပြပြသသပြပြသသအနိုင်ရပြီဆိုကျွန်တော်ပရီးမီးယားလိဂလာကိုရပြီပေါ့နော်ပွဲစဉ်34မှာပရီးမီးယားလိဂလာကိုရပြီပေါ့အဲ့တော့ကျွန်တော်တို့ဒါလက်စတာစီးတီးအသင်းဘက်ကိုကြည့်မယ်ဆိုလက်စတာစီးတီးအသင်းကနောက်ဆုံး၅ပွဲမှာဆိုရင်ကာရော့ဖောင်အလောက်ကြီးမကောင်းဘူးသူ့အနေနဲ့ဒါ brighter အသင်းကိုတူးတူးသိရကြပြီးတော့ channel ပွဲစဉ်၄ပွဲလုံးရှုံးနိုင် Chelsea ကိုအဝေးကွင်းမှာ ဝမ်းစီးနဲ့ရှုံးပြီးတော့သူ့ရဲ့အိမ်ခွင်းမှာပဲမန်ချက်စတာယူနိုက်တက်ကို2-3စီးနဲ့ရှုံးပြီးတော့ဒါအဝေးခွင်းမှာနောက်ထပ်မန်ချက်စတာစီးတီးတင်းကိုပဲ2စီးနဲ့ရှုံးပြီးတော့နောက်နယူကာဆယ်တင်းသူတို့အိမ်ခွင်းမှာပဲဒါစီးတီးနဲ့ရှုံးပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်32ကတော့ Brighton တင်းအောင်2-2တိကျကကျွန်တော်တို့ဒါလက်စတာစီးစီးတင်းကတန်းဆင်းဖို့အတွက်တေချာနေဖြစ်တော့သူ့အနေနဲ့ဒါထင်းထင်းသေးသေးမကန်မနေဖွင့်ဖွင့်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ Everton နဲ့ပွဲတော်မှာသူဖွင့်တိုက်တာပေါ့နော်သူ့အနေနဲ့ဖွင့်တိုက်တာဖြစ်တဲ့တော့ကျွန်တော်တို့ ီဘာဘူးအသင်းနေနဲ့ဂိုးမရနိုင်တဲ့အကြောင်းတော့မရှိဘူးနော်လီဘာဘူးအသင်းကပိတ်ဆော့တဲ့အသင်းနေနဲ့တွေ့နေတာကျွန်တော်တို့အချိန်နေသိမကောင်းတာပေါ့နော်အဲ့လိုမျိုးသူကန်ကိုကန်ဖွင့်ဆော့တဲ့အသင်းနေနဲ့တွေ့လို့ရှိရင်တော့လီဘာဘူးအသင်းကဂိုးလည်းရရတယ်ပေါ့နော်နောက်ပိုင်းကျွန်တော်တို့တိုက်စစ်ကဂိုးပြန်ဂိုးပေါက်ပြန်တွေ့လာတဲ့အတွက်ကျွန်တော်တို့ဒါဝမ်းသာစရာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ကျွန်တော်အိမ်ခွင်းအဝေးခွင်းစွမ်းဆောင်ရည်လေးတွေကျွန်တော်တို့ချက်ကြည့်မယ်ပေါ့နော် ျွန်တော်တို့လီဗာပူးအသင်းဟာလက်စတာအသင်းကိုကျွန်တော်ယဉ်ကြည့်လိုက်လက်စတာအသင်းကအိမ်ကွင်း16ပွဲကံပြီးတဲ့အချိန်မှာတော့သူ့အနေနဲ့နှစ်ပွဲနိုင်တော့၃ပွဲတည်17ပွဲထိတောင်ရှုံးလာအဲ့ဒီအချိန်မှာယာကိုကလည်း17ခုဘေးကို30နဲ့3ခု minus 22ထွက်လာပြီးတော့ဒါအိမ်ကွင်းမှာသူ့အနေနဲ့ကိုးမှတ်ပဲစုဆောင်ထားနိုင်တော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ဝေကွင်းဖောင်းလေးကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ချင်းကျွန်တော်လီဗာပူးအသင်းကဝေကွင်းမှာဆိုလို့ချင်း16ပွဲမှာ10ပွဲနိုင်တော့5ပွဲတည်2ပွဲရှုံးလာပေါ့ယာကိုက40ဘေးကို19ခုနဲ့ plus ပလတ်21ဒါရမကတော့35မှတ်ဒီစုဆောင်လာတယ်ပြီးခဲ့တဲ့ပွဲစဉ်တော့လည်းဒါဖူဟန်ကိုဝေခွင့်မှာကျွန်တော်တို့ရှုံးသွားတဲ့တွက်တာရှုံးခွင့်မရှိဒီရသည်ဝေခွင့်ဆန့်ကျင်ဆန့်ကျင်ကတော့ကျိုးသွားပြီပေါ့နော်အဲ့တော့ဒီအသင်းရဲ့အခုလက်ရှိအာရှဖွင့်ပေးထားတဲ့ဂျီမှာဆိုလို့ရှိရင်တော့ကျွန်တော်လီဗာပူးအသင်းကနှလုံးသွင်းလို့ရှိရင်တော့ပြား60စားဆိုရောဖွင့်ပေးထားအခုလက်ရှိအခုဒီကျွန်တော်ပြောနေတဲ့အချိန်မှာဖွင့်ပေးထားပါတော့ကျွန်တော်တို့ဒီ ကိုပေါင်းကြီးရတော့သုံးလုံးတော့ရှုံးဆိုကြောဖွင့်မိတာရတော့နှစ်သိန်းလုံးလဲ9ရနိုင်တယ်ပေါ့နော်နောက်ပြီးတော့ကျောင်းလီဗာပူးသိန်းရဆိုလို့ရှိရင်ကြေးမအောင်လာတာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးပြန်ပွဲဆုံး6ပွဲရှိပါတယ်ပေါ့6ပွဲစတိုက်ကိုကြေးမအောင်လာဖူဟာကျွန်တော်တို့စောက်တတန်သိန်းတဲ့ပွဲမှာဆိုလို့ရှိရင်နှလုံးတော့ရှုံးပြီးခဲ့တော့တတိဝန်းနဲ့နိုင်ခဲ့ဆိုပေမဲ့ကြေးရှုံးခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒါ PSG သိန်းကိုကြေးရှုံးတယ်နယူကာဆယ်သိန်းကိုကြေးရှုံးတယ်အေဗာတန်သိန်းကို1-0နဲ့နိုင်ပြီးတော့ကြေးရှုံးတယ်နောက်တော့ဖူဟန်သိန်းကိုကြေးရှုံးတယ်ပွဲလေးရှုံးတယ်နောက်တော့ဒါ ျွန်တော်တို့ဝဆန်းသင်းအောင်လည်းကြေးရရှုံးခဲ့တယ်ဗောနော်အားကြောင့်ကျွန်တော်တို့ဒီနေ့မှာတော့ကြေးလေးပြန်အောင်သင်းပြီလို့ထင်တယ်ဗောနော်လီဗာပူးအဲ့လောက်ထိကြေးရှုံးတာကျွန်တော်တို့ဟိုမတွေ့ဘူးသေးဗောနော်အားကြောင့်ဟိုအဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့ဒီနောက်ဆုံးပွဲစဉ်6 5ပွဲမှာဆိုလို့ရှိရင်ဒါလီဗာပူးသင်းရဲ့6 9တွင်းလိုက်တော့ဒါကျွန်တော်လက်စတာတင်းကနောက်ဆုံး5ပွဲမှာသူနေနဲ့2 9ပဲတွင်းလိုက်တော့ကျွန်တော်ဟိုဟာ ဇာကုန်းနဲ့ပေးကိုကလည်းမမြတ်တော့ဘူးပေါ့နော်အားကြောင့်မို့ဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့ဒါလီဗာပူးသင်းနေနဲ့နိုင်ွားလိမ့်မယ်လို့ထင်တယ်နိုင်အောင်မှကျွန်တော်တို့အပြတ်တတ်နဲ့နိုင်ွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်အားကြောင့်မို့ဒါပွဲစဉ်ကလည်းတိတ်ပြီးတော့မရှိတော့တဲ့အချိန်မှာချန်ပီယံလိတိုက်ပွဲကြီးရောကျွန်တော်တို့ဟိုပရီးမီးယားလိကတော့ရဖို့တော့တေချာသွားပြီပေါ့နော်အားကြောင့်မို့ဒီနေ့မှာတော့ဒါကျွန်တော်တို့လက်စတာစီးတီးရဲ့ကင်းပါဝါအိမ်ခွင်မှာသွားရောက်ရှင်ပြန်ကြမ်းကျွန်တော်လီဗာပူးသင်းကတစ်ပတ်လုံးနားရယူထားဖြစ်တဲ့အတွက် ဒီနေ့ပွဲစဉ်မှာတော့ EC သသာရာနဲ့ကံပြီးတော့နိုင်ရပါလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တို့3-1ဆိုတဲ့ရလလောက်နဲ့နိုင်ရပါလိမ့်မယ်လို့ထင်တယ်ပေါ့နော်နောက်ပြီးတော့ဒီနေ့ပွဲစဉ်မှာဆိုရင်အဇနာအနုနဲ့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဝဆန်းနဲ့ပွဲစဉ်မှာမပါဝင်နိုင်တဲ့ဒါဝင်နုနဲ့ပေါ့နော်အဖျားဝေဒနာနဲ့ရွေးချော်ခဲ့တဲ့ဒါဝင်နုနဲ့ကပါဝင်လာနိုင်ွယ်ရှိတယ်ဆိုပြီးတော့သတင်းတွေကသိရပါတယ်ကျွန်တော်တို့ရဇနာအနုကတော့အတင်းနဲ့ training မှာလျှောက်ပူပေါင်းနေဖြစ်ပြီးတော့သူ့အနေနဲ့ပါမှုမပါဘောတော့မသိချာဘောပြီးခဲ့တဲ့ ဒါကျန်တဲ့ကစားသမားတွေကတော့ဂျိုကိုမန်တို့ထိုက်တာမော်ဒန်တို့ဒီကစားသမားတွေကတော့ကျွန်တော်တို့လုံးဝလွဲချော်ဦးမှာပဲဖြစ်ပါတယ်နောက်တော့ကိုနာပတ်လီကတော့ဒီနေ့ပွဲစဉ်မှာလည်းဒီဝက်ဆန်နဲ့ပွဲလို့ပဲဒါကြံခိုင်မှုပြေဝနေခြင်းအတွက်အဲ့ဒီညာနောက်ကနေရာမှာတော့အပွဲပွဲထွက်လိုင်းနဲ့မှာပါလာလိမ့်မယ်လို့ထင်ပါတယ်ကျန်တဲ့လူတွေကတော့ပုံမှန်တိုင်းပဲပေါ့နော်ပုံမှန်တိုင်းပဲဆိုဖြစ်တဲ့အတွက်ညီကိုလည်းတည့်ရတော့ကျွန်တော်ရှည်ရုံမပြောနေတော့ဘူးနော်အဲ့တော့ကျွန်တော်တို့လီဗာပူးအသင်းကို စိတ်ရောကိုအားပေးတဲ့လူပေါ့ကျွန်တော်ကျွန်တော်တို့လိုမျိုးပေါ့ဒါစိတ်ရောကိုအားပေးတဲ့လူတွေအတွက်ဒီနေ့ပွဲမှာလိပွားဘူးခြေပြန့်အောင်လိမ့်မယ်လို့ကျွန်တော်ထင်ထင်ပြီးတယ်ပေါ့နော်အဲ့တော့ညီကိုအနေနဲ့ဘယ်လိုထင်လဲပေါ့ကျွန်တော်ရဲ့ဒါသုံးသက်ချက်လေးမှာလိုအပ်တာရှိခဲ့လို့ရှင်လည်းနားလည်ပြီးပါလို့ကျွန်တော်မြစ်တိုင်ခံပါတယ်အားလုံးပဲကျေးဇူးတင်ပါခင်ဗျာကျွန်တော်လိပွားဘူးရဲ့အချိန်20မြောက်ဖလားယူကျွန်တော်တို့ ကျိန်20မြောက်မိမြလီဖလာကိုကျွန်တော်တို့မျက်မြင်ကိုတွေ့မြင်ရတော့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ရန်ကိုဝမ်းသာပါညီကိုအနေနဲ့ဘယ်လိုမျိုးထင်လဲဆိုတာကိုဝင်ရောက်ဆွေးနွေးတော်လေးရပါအားလုံးပဲကျေးဇူးတင်ပါခင်ဗျာ